လူတွေကကံကိုလက်မြောက်အရှုံးပေးနေကြတာဟာကံဟာလက်မြောက်ပြီးအရှုံးပေးเสียမလို့ဘူးလူဆိုတာပုရုဇေဆိုတာကောင်းတာလဲလုံးမိတာပဲမကောင်းတာလဲလုံးမိတာပဲအဲ့တော့မကောင်းတာတွေလုံးမိပြီးလို့ရှိရင်လည်းတသက်လုံးအရှုံးပေးရမှာလားဆိုတော့မဟုတ်ဘူးအဲ့ဒီကံတရားတွေကလွတ်မြောက်တဲ့နိလန်းနေရှိတယ်ဆိုပါတော့အကုသိုလ်တစ်ခုလှုပ်ထားမိပြီပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးเนาะ ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံကိုသူကျူးလွန်ထားဘုရားနဲ့ပတ်သက်တဲ့လောဟိတုပါရကသံဃာနဲ့ပတ်သက်တဲ့သံဃဗေဒကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ်ဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာတိတ်ပေးတယ်ဘာပေးလဲအပါယီကောနေရီကောဒေဝတ္တတော် ေဝဒတ်ကပင်ရောက်มาပဲငေးချမှာပဲဟောငေးချမှာပဲ definitely ပြောတာအဋ္ဌိကိစ္စောပြင်လို့မရတော့ဘူးပူစားလို့မရတော့ဘူးကပ်ပတ်ထောတကမာလုံးငရဲ့မှာခံရမယ်လို့ဒီလိုပြောအဲ့ဒီပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ယဟန်ချိုကတန်တရားဖြစ်တယ်။မြတ်စွာဘုရားကဘာလို့ဒီဟုတ်တ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါ ဒါလည်းမှတ်သားစရာတစ်ခုပဲသစ္စာဘုရားဘလို့ရှင်းပြတော့လို့ဆိုဒီဝဋ်ထရဲ့တဏ္ဍမာတဲ့အဖျားလေးလောက်ဇာထဲမှာတော့တာမီပြားလို့ပြောတယ်နားလည်အောင်အဖျားကလေးအဖျားကလေးနောက်ထောက်ပြစရာနေရာကလေးအဖျားဆိုတာတည်တည်လေးဟုတ်တယ်မလားအဖျားကလေးလောက်ထောက်ပြစရာနေရာလေးမှာတောင်ကုသိုလ်ဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့ အဲ့ဒီလောက်မကြံလို့ငါပြားဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြစရာကုသိုလ်လေးကျမ်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည့်ဒီဝရမှာကုသိုလ်တွေလုံးဝကုန်သွားတဲ့အထိပ္ပယ်မျိုးမြတ်စွာဘုရားပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငဲကြမှာလို့အတိအကျပြောရတယ်ဂျန်တဲ့ပုဂ္ဂိုလ်တွေငဲကြမှာလို့ဒီကြပြောလို့မရဘူးမြတ်စွာဘုရားရဲ့ဒေသနာတော်ကကြည့်ဟောဖို့ရင်းမတူဘူးမြတ်စွာဘုရားက ပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနာတဗုဒ္ဓကြီးကဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငြဲကြတယ်လို့ဒီလိုဟောတယ်ညဆောဘုရားကြအဲ့လိုမဟုတ်ဘူးဟောပုံချင်းတစ်ခုတူမတူစဉ်းစားကြည့်သူဟောတာကပါဏာတိပါဒလုတ်သူအလုံးဒီငြဲ၌ဖြစ်ဖြစ်သည်ငြဲကြသည်ဒီလိုဟောတယ်နိခန္ဓဗုဒ္ဓမြတ်စွာအဲ့လိုမဟုတ်ဘူး ပါဏတိပါတောနိရယတောတတိကောပါဏတိပါတအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်တင်မှုကိုပြောတာဒါငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးနော်အာဟုသမှုပြုရင်ငရဲကြမယ်လို့ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတယ် တေချာပေါင်းကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော့ तू အကျိုးပေးရင်ငရဲကြဖို့ရှိမကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲပြောအဲ့ဒီမှာသင်္ခါဓမ္မတုံမှဆိုရင်မြတ်စွာဘုရားဟောထားတာရှိအကုသိုလ်ကလွတ်ရလွတ်နည်းနေရှိကုသိုလ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ် ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိတ်စိတ်တွေဝင်ပြီးတော့နှလုံးမသားမယားမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူးဘာလို့อ่ะကိုလုံးတဲ့အလုပ်ဟာမကောင်းဘူးလို့သိရတယ်နံပါတ်1မားတယ်လို့မြင်မားတယ်လို့မြင်ပြီးတော့မားချောင်းဖွင့်ဟာကိုမိတ်ဆွေတွေဖြစ်စေဆရာထာမဖြစ်စေမားချောင်းဝန်ခံပြီးတော့အဲ့ဒီအမားမျိုးနောက်ထပ်မမအောင်ရှောင်ကျင်အောင်ဒါအဖြေပဲ နောက်ထပ်မမောင်းရှောင်ကျင်ရမယ်ရှောင်ကျင်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်ရအောင်အဲ့ဒါဆိုရင်ဒီကံကလွတ်တော်မှာသိကြဒါပယ်ဖြတ်တာမဟုတ်ဘူးကံကလွတ်လွတ်တဲ့နည်းပြောတာနော်ကံကလွတ်တဲ့နည်းကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းတွေမှာရှိနေတဲ့ပုံကဒီအကုသို့ကံကအကျိုးပေးလို့မရဘူး မြတ်စွာဘုရားကလောနာကပန်လာတုံမှာစာအိုးနဲ့စာခဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်လာစာခဲလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်မဖြစ်အောင်ငမ်းမှာပဲဒါပေမဲ့အဲ့ဒီပမာဏစာခဲကို ရေကန်နဲ့ထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာအဲ့ဒီအခြေအနေကဘာလို့ဆိုလဲလူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုတယ်အခြေအနေချင်းမတူဘူး အေးလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုက်ရွယ်လေပတ်စံရှိတဲ့လူအပြစ်ခံခြင်းမခံရတာလေအကြီးကဲနဲ့လူကြီးနဲ့တည်တဲ့လူအပြစ်ခံခြင်းမခံရပြင်မှုချွလွန်တော်မှလွတ်နေတာတွေမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်လဲပတ်စံရှိတဲ့လူကသူကပတ်စံဟာအခြေအနေကောင်းပဲနော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြင်မှုကလွတ် ရလက်အခြေအနေကောင်းတစ်ခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ပုရုษရှင်ဘဝမှာအကုသိုလ်လုပ်မိတယ်လုံးဝဒီအခြေအနေမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာ ਨੇ ခုနကသီလသမารီပညာအခြေအနေကောင်းရှိရတဲ့အတန်းနဲ့အကုသိုလ်လုပ်မိလို့အကုသိုလ်ခံရတဲ့လူဆိုတာမတူဘူး သီလသမာဓိဆိုတဲ့အခြေအနေကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်လုံးမိအောင်အဲ့ဒီအကုသိုလ်ဟာသူ့အတွက်မှပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတဲ့တွေကတွန်းမို့ခန္ဓာမကောင်းတာတွေကြီးတက်တက်လှုပ်တဲ့အခြေခံမကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ခံဟာဒီလိုရှိတယ်လောကသဘာဝမှာလည်းဒီတိုင်းနေအေးဒါကြောင့်မို့လို့ကံတရားဆိုတာ ကိုကအရှုံးမေးရမယ့်ဟာမဟုတ်ဘူးကိုကပြုပြင်ရမယ့်အရာသာဖြစ်တယ်